ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျအဲ့တော့ဒီ live ကတော့ကျွန်တော်ဒီနေ့ရွေးချယ်မှု live လေးဖြစ်ပါတယ်လောလောဆယ်ရတော့မနေ့ကလူမျိုးပွဲတွေအရင်မများတော့တဲ့အတွက်ကျွန်တော်ဒီနေ့လေးချောင်းပဲထုတ်တာပါတယ်เนาะအဲ့တော့လေးသင်းမောင်းလေးနဲ့အတူဒီနေ့ပွဲရဲ့ရွေးချယ်မှုတွေကျွန်တော်တို့ပွဲလေးပွဲနဲ့အတူဒါဒီနေ့လေးပွဲ ိုအဓိကပြောမှာဖြစ်ပါတယ်ကျန်တာတွေကတော့ညီကိုတို့သိကျင်တဲ့ပွဲလေးတွေတော့မှန်ခဲ့ပြီပေါ့နော်ကျွန်တော်နည်းနည်းလေးပပလေးပြောပြီးမှာဖြစ်ပါတယ်အဲ့တော့ပွဲအကုန်လုံးတော့ကျွန်တော်မပြောတော့ဘူးတော့ဒီနေ့ကတော့ live နှစ်ခုရှိတယ်ဆောစောပြောခဲ့တဲ့ Premier League live တန်း live ရဲ့ဒီ live မှာတော့ကျွန်တော်တို့ဒီလက်ကျန်ပွဲတွေကမိုက်မဲ့ပွဲလေးတွေကျွန်တော်တို့ပြောပြီးမှာဖြစ်ပါတယ်နော်အဲ့တော့မင်္ဂလာပါညီကိုတို့ရေဆိုတော့အသေးလေးလမလေးတရားတစ်ချက်လောက်ကိုညီတို့နှိပ်ပေးကြပါအောင်ညီကိုတို့ရေကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာပါဗျ ဆိုတော့ရှေ့မှာတော့ကျွန်တော် Premier League Live လေးတီးတန်းလွှင့်လွှင့်ထားပါတယ်เนาะညီကတို့အဲ့တော့ဒါကတော့ကျွန်တော်အဲဆောဆောကနည်းနည်းလေးကြာသွားတဲ့တက်လဲ sorry ပါဟောရှစ်ခွဲရှစ်နိုင်လောက်တော့ပြောတာပဲဗောနော်အခုဒါခွန်ခွဲဆိုတော့နည်းနည်းဆောသွားပါတယ်အဲ့တော့အဲဒီနေ့ကတော့ရှစ်ကြောင်းတော့မရှိတော့ကျွန်တော်တို့၄ကြောင်းနဲ့ပဲသွားပါမယ်၄ကြောင်းနဲ့မှာမှာ၄သိန်းပေါင်းလေးတမောင်းပဲဒီနေ့ရှိပါမယ်เนาะအဲ့ဒါအဲဒီမှာမှာကျွန်တော်အကြိုက်ဆုံးပွဲတွေလေးထည့်ပြီးတော့ပြောပြီးမှာဖြစ်ပါတယ်အဖန်ဖူဖူဝန်ဂိုးဘီဟာ Okinawa Okinawa မင်္ဂလာပါညီကိုတို့ရေ ဘရဒါဇွန်နိုင်သေးမင်္ဂလာပါညီကိုရေးဘရဒါနေဖြူမင်္ဂလာပါဝဝအန်နီမင်္ဂလာပါဗျမနေ့ကလည်း share ပေးပြန်ရအားပေးနေပါတယ်ကျေးဇူးပါဘရဒါရေးဘရဒါကိုသူမင်္ဂလာပါဖုန်းတော်ခက်မင်္ဂလာပါဇီယာထုံးမင်္ဂလာပါကိုအောင်မင်္ဂလာပါဆိုင်းညီညီမင်္ဂလာပါဗျအမ်ပိုလီလေးပြောပေးပါအမ်ပိုလီလေးပြောပေးပါတယ်အမ်ပိုလီကဘယ်ရလဲဘရဒါ ဟိုမှာ series မှာမပါပါဘူး series B ကိုပြောတာဖြစ်လိမ့်မယ်เนาะ Empoli တော့ကျွန်တော်မပြောတော့ဘူးညဒီနေ့တော့အဲလောလောဆယ်တော့ကျွန်တော်ဒီနေ့ Sunday ကတော့ပွဲနေတဲ့အတွက်ကျွန်တော်เนาะ league တစ်ခုစီမှာလည်းနှစ်ပွဲသုံးပွဲလောက်ပဲရှိတာဆိုတော့ကျွန်တော်လေးလေးပွဲပဲတူတယ်ထုတ်ထားပါတယ်เนาะအဲ့တော့ series A တော့ကျွန်တော်ပြောပြပါမယ်เนาะ series B လောက်တော့မလုပ်ပါနဲ့ညီကိုအေးနေဒီဝေးသွားပြီဗျဘယ်ရောက်ပါလဲဆိုတော့ brother Tan စေအောင်မင်္ဂလာပါဗျနေဆန်းမင်္ဂလာပါမင်းတော်မင်္ဂလာပါအောင်ကြီးမင်္ဂလာပါဇော်ဘိုးဘိုးတို့မင်္ဂလာပါညီကိုအေးအောင်ကြီးမင်္ဂလာပါညီဇော်မင်္ဂလာပါ မောင်စိတ်မင်္ဂလာပါဘာစီလိုနာပွဲလေးပြောပေးပါပြောပေးမယ် brother ကြီး brother မျိုးမင်းမင်္ဂလာပါ not two မင်္ဂလာပါကိုသူမင်္ဂလာပါရွှေကြီးမင်္ဂလာပါအောင်ဦးမင်္ဂလာပါဂျမန်နေအားပေးနေပါကျေးဇူးပါ brother ကြီးအောင်ကိုမင်္ဂလာပါစမ်းမင်းမင်္ဂလာပါဗျတန်းဆိုးမင်္ဂလာပါမောင်ပစင်းမင်္ဂလာပါဂျိုကာကာမင်္ဂလာပါခင်လေးမင်္ဂလာပါကျော်လင်း1500မင်္ဂလာပါတန်းအဲတိန့်ထိုက်မင်္ဂလာပါဗျဦးစိုးမြင့်မင်္ဂလာပါမမောင်အေးမင်္ဂလာပါမျိုးမင်းမင်္ဂလာပါစောကြီးမင်္ဂလာပါစန်းသူရမင်္ဂလာပါကိုနွေးမင်္ဂလာပါအေးအေးထွေးမင်္ဂလာပါဗျကျော်လင်းကျော်လွင်မင်္ဂလာပါရဲကို2019မင်္ဂလာပါခင်လေးမင်္ဂလာပါပိုင်ဝေဆိုးမင်္ဂလာပါပိုင်ဝေဖြိုးမင်္ဂလာပါဗျကိုထက်ကိုထက်မင်္ဂလာပါကဲဒါဆိုရင်ကျွန်တော်စလိုက်မယ်ညီကလေးနော် တော့ကျွန်တော်တို့ဒီနေ့စပါမယ်ဆိုတော့သုံးစံတိုင်းလေးတဲလေးလမလေးမလှည့်ရသေးရင်နော်တယောက်ချက်တော့ဒီ live လေးကိုကိုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတွေကျေးဇူးများတင်ပါတယ်ဗျာအဲ့တော့ဒါ wine server မှာ search နေတဲ့ညီကိုတွေအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုပြီးတော့လည်း100% bonus တွေရယူနိုင်ပါတယ်အသေးသေးသေးလို့ပါက wine server မြန်မာ Facebook page နဲ့သူတို့ရဲ့ application သို့မဟုတ် website link နဲ့ customer service call လေးနဲ့ပြီးတော့လည်း24နာရီတည်လို့ရတယ်မေးမြန်းလို့ရပါတယ်ကျွန်တော်တို့ let's go ပါဆိုတော့ကျွန်တော်ဘယ်ပွဲကနေစပြီးပြောပေးရမလဲဆိုတော့အဲကျွန်တော်လာလီဂါလေးကနေပဲစလိုက်မယ်ဗျာနော်အဲ့တော့လာလီဂါမှာကျွန်တော်တို့ ဒါ LG နဲ့ကျွန်တော် Seta V ကိုပွဲရနေကျွန်တော်တို့စပြီးပြောပြီးမှာဖြစ်ပါတယ်အဲ့တော့လက်ရှိဒီမှာကအဓိကသိရမှာကလက်ရှိ LG ဒီဟာဒီရှုံးပွဲမရှိသေးပါဘူးเนาะဘာစီလိုနာနဲ့ဒါ LG နှစ်နှစ်သိန်းပဲဗာစီအိုဒီလာလီဂါမှာရှုံးပွဲမရှိသေးတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ LG ကလက်ရှိအဆင့်ဒါ9အထိရောက်နေပြီးတော့ရမှတ်10မှတ်နဲ့ရက်တည်နေပြီးတော့ Seta V ကအဆင့်15ရမှတ်5မှတ်နဲ့ရက်တည်နေတော့အသင်းဖြစ်ပါတယ်ဒီနှစ်သိန်းရဲ့နောက်ဆုံးထိတဲ့ဆုံးက2023မှာ LG အိမ်ကုန်းမှာ Seta V ကိုအဝေးခွင့်ရနေလဲပဲတရားရှုံးပေးခဲ့တာပါ Z1 နဲ့နိုင်ခဲ့ပါတယ်အဲ့တော့ LG အိမ် 夢もあろう。リセラビ語は data zoom တောက်လျှောက်မှာ ana 2.5အများစုတွေ့ခဲ့ပြီးတော့နောက်ဆုံး၅ဘွဲ့ငါနောက်ဆုံး၅နှစ်မှာတော့အဲကြီးရတော့၃ချိန်ကြာခဲ့တယ်၂ချိန်ပဲအောင်ခဲ့တယ်ပေါ့လေအဲ့တော့ LG ရဲ့လက်ရှိဒီကဒီ counter phone တော်တော်လေးကောင်းပါတယ်တိုက်စစ်ရောခံစစ်ရောမျှတယ် Tico အိမ်ခွဲမှာဝမ်းဝမ်းနဲ့ကန်နိုင်တဲ့ခြေစွမ်းမျိုးဟာတော်တော်ကြီးကျန်းနေဗျနောက်လက်ရှိနောက်ဆုံးဘွဲ့မှာလည်းဒီ Osasuna အိမ်ခွဲမှာဝမ်းဝမ်းပေါ့နော်သူတို့နိုင်တာက Real Oviedo တို့အသင်းကိုနိုင်တာပါတယ် Levante အသင်းကိုနိုင်တာပါတယ် Clinch ရပြီးတော့ကိုနိုင်တာဖြစ်ပါတယ်အဲ့တော့တိုက်စစ်လည်းခေါင်းနဲ့မျှတယ်ဒီခံစစ်တဲ့အစဉ်ပြေတဲ့အနေကြပါဒီလိုအသင်းက Serra Vigo ကိုဒဲကြီးပေးတာ တော့နည်းနည်းလေးတော့များတယ်ဗျာနည်းနည်းလေးအဲတခုခုထူးဆန်းနေတဲ့အနေဒါပေါ့လေဘာကြောင့်လဲဆိုတော့ Velagano အိမ်ဝင်းမှာကျွန်တော်တို့ Cedar Vigo ကန်ခဲ့ပါတယ်နောက်ဆုံးပွဲပေါ့နော် La Liga မှာအဲ့တော့ Velagano အသင်းအားလက်ရှိအဆင့်14မှာရောက်နေတဲ့အသင်းဖြစ်ပါတယ်နော်ရမှာ6မှာပဲရတယ်ဆိုတော့အဆင့်14 Cedar Vigo အပေါ်က Cedar Vigo ကအဆင့်15ဆိုတော့အဆင့်14ရဲ့ Velagano အိမ်ခွဲမှာ Velagano က level တရာရှုံးပေးထားပြီးတော့အခု LG က level အဆင့်9က LG ကဒေကြီးဆိုတော့တခုခုတော့မှားနေတယ်ဗျာတိလာနော်နည်းနည်းလေးတော့ ဟိုထောင်ချောင်းနိုင်ရတယ်ပေါ့လေเนาะဆိုတော့ကြီးကတော့ပြောချင်တာကတော့ LG ပျော့တဲ့ဘက်ကိုတော့ပွားမယ်အနေထားပါသုံးမှတ်တော့မရနိုင်မယ်အနေထားမျိုး ဖြစ်နေတယ်ဆိုတော့တကယ်တမ်းတကယ်ကျမ်းပါတယ်ဆိုရင်တော့ LG က level 20 30လောက်တော့ outage ပါပါလေးတော့ပြန်ဖွင့်သင့်တယ်လို့ကျွန်တော်တို့မြင်တာပဲเนาะတော့ဒေကြီးမှာမှာနှလုံး30ရှုံးအရာလဲ Cedar V ကိုဒီဘက်မှာတေးတစ်ပောက်လောက်ရနိုင်တယ် Cedar V ကလည်းရှိအဲပြဿနာကဟိုအနိုင်ဘက်ကိုမသွားနိုင်တာပေါ့เนาะတေးတွေတောက်လျှောက်ကန်နေတဲ့အရှုံးနေနေရင်ဆိုင်ရတယ်ဒါပေမဲ့သူတို့ရှုံးတာလည်းဒီအားဒီမှာလာလီကမှာတပွဲပဲရှိပါတယ်เนาะအဲ့တော့ graphic ဒီတပွဲပဲရှိတယ်အဲ့တော့လက်ရှိเนาะရှုံးပွဲမရှိတဲ့အသင်းနဲ့နိုင်ပွဲမရှိသေးတဲ့နှစ်သင်းထိတ်တိုက်တွေ့တဲ့အနေအထားမှာဒေကြီးကတော့များတာပေါ့ဗျာเนาะအဲ့တော့လက်ရှိဒီ Cedar V ကိုပြန်ကြည့်ရရင်နောက်ဆုံးပြန်မှာသူ 6ပွဲဆက်ဘိုလင်းလူစကိုဖြစ်ထားတယ်เนาะနှစ်သင်းစလုံးဘက်က9ရနေတဲ့အနေအထားမျိုးပါနှလုံး40ရှုံးသွားတော့ကြေးလဲပြော့တယ်ဆိုတော့နှစ်သင်းစလုံးအနေနဲ့ဖွင့်ခံစရာအကြောင်းတော့မရှိနိုင်ဘူးအဓိက LG အနေနဲ့ cancel ပိတ်ဆော့မယ်အနေအထားပါဘယ်လိုပဲဖြစ်ဖြစ်တော့ဒယ်ကြီးကတော့ကျွန်တော်အနေနဲ့ ်ဆေတာဗီကိုပဲရွေးရမှာဖြစ်ပါတယ်ညီကိုတို့ညောဒါပေမဲ့ဒီပွဲတော့ကျွန်တော်ရွေးနေတယ်မှာမပေါ်ပါဘူးမဖြစ်မနေရွေးမယ်ဆိုရင်တော့ဆေတာဗီကိုပဲနေတဲ့လို့ယူဆပါတယ်โอเคပါနောက်တစ်ပွဲသွားပါမယ်ဒီပွဲတော့ကျွန်တော် line up အဓိကကြည်ပါမယ်ဇာတင်တဲ့မတင်တဲ့ကတော့ line up ထမဆုံးဖြတ်လို့ရမှာဖြစ်ပါတယ်အဓိကပြဿနာက Rafinha တန်ရာရသွားတဲ့အချက်ပါအဲ့တော့လက်ရှိနေသားရသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Gavi မပါဘူးဗျာဒီဒီဒီလက်ရှိ Rafinha မပါဘူးအဲ့တော့ကိုသမားတော့အရင်ကိုသမားပြန်လာပြီเนาะ Garcia မဟုတ်တော့ဘူးဆိုတော့ခန်းစစ်ကတော့ nearly စိတ်ချလို့ရတဲ့အနေထားရှိတယ်ဒါပေမဲ့ Rashford နဲ့ Defender Torres နဲ့ကအလုပ်ဖြစ်ပါမလ အဲ့တခုပဲစိတ်ပူတာဗျာသိလားအဲ့တော့အဲ့အဲ့ဘဲနှစ်ပွေကိုယုံနေဆိုရင်တော့ကျုံးလို့ရတယ်အဲ့တော့နှလုံး90ဘောင်းပေးတာပါတယ်သုံးလုံး100ရှုံးပေးတာတယ်ဒါပေမဲ့နှလုံး90ဘောင်းမှာသုံးလုံး100ရှုံးဆိုကြတဲ့ကဆိုစည်းတဲ့ကိုးရမယ်အနေဓာကြီးဖြစ်နေတယ်ဗျာဘာလို့လဲဆိုတော့နှလုံး90ဘောင်းမှာဆိုစည်းတဲ့ကိုးမရဘူးဆိုရင်ရီဘာစီလိုနာဘက်ကပဲတွင်ကိုမြင်မယ်ဘီဘောဂျီရောက်ဖြစ်မယ်ဆိုရင်ဂိုးပေါင်းကြီးက3လုံး90ရှုံးဖွင့်ရမှာအလွန်ဆုံးပေါ့နော်3လုံး20ရှုံး3လုံး30ရှုံးဒီလိုဖွင့်ရမှာမဟုတ်ဘဲနဲ့ဘာစီလိုနာအနေနဲ့ဂိုးမပြတ်မပြတ်နိုင်ဘူးဆိုရင်လေအဲနှလုံး90ပေါင်း အဲ့တော့မှအဲ3လုံး90ရှုံ3လုံး100ရှုံဖွင့်ရမှာဒီလိုမျိုးဖွင့်ရမှာအဲ့တော့အခုဟာကနှလုံး90ပေါင်းကို3လုံး100ရှုံဖြစ်နေတဲ့အတွက်တော့ဆိုစီးတက်ကိုရဖို့ risk ကနည်းနည်းလေးရှိနေတယ်အဲ့တော့ကြောက်စရာကျွန်တော်တို့က2-1တစ်ပေါက်နည်းနည်းလေးကြောက်ရမယ့်ပုံတော့ဖြစ်နေတယ်ပေါ့လေနော်အဲ့တော့ကျွန်တော်နေတော့ဘာစီလိုနာလက်ရှိခြေစွမ်းနဲ့အိမ်ဝင်းမှာကျုံးမှာပဲဗျာတိလားလက်ရှိလူစင်းကလီမော်ဒေါစကီလည်းလက်ရှိဒီယာဒီမှာသူတို့ ဒါဒါဟိုဗာလေကတ်မူလာเนาะအတွင်းကိုအများဆုံးဘာလုံးတော့ပါเนาะကတ်မူလာဆိုကျုံးမှာပဲဆိုတော့ဒီရာဒီမှာလဲဟာရီကိန်းနဲ့ဒါဘာစီလိုနာကျုံးရမှာပဲဆိုတော့လက်ရှိဘာစီလိုနာအသင်းရဲ့လက်ရှိကောင်းဖောင်းလည်းအဆင်ပြေတယ်မနေ့ကလည်းကျွန်တော်တို့အိမ်ခွဲမှာနှလုံး90ပေါင်ကြီးကိုကျွန်တော် 4C နဲ့ဘာစီလိုနာကနိုင်ခဲ့တာပါအဲ့တော့လက်ရှိလူဆောင်တက်ဆိုမဟုတ်တာတော့မှအခုပေးထားတဲ့နှလုံး90ပေါင်ကကျွန်တော်ပြင်းတယ်လို့ပဲယူဆတယ်လက်ရှိကောင်းဖောင်းလည်းတော်တော်လေးအဆင်ပြေတယ်ဂရာဖေးလိုအသင်းကိုတော့နှလုံး90ပေါင်ပေးတယ်အနေထားမှာဆိုစီးတက်လိုအသင်းကိုကဂရာဖေးတက်တစ်ဆင့်မြင့်တဲ့ဆိုစီးတက်အနေထားမှာနှလုံး90ပေါင်ကတော့ ပြင်းတယ်ဗျာနောက်တစ်ချက်ကမနေ့က Real Madrid ပပဆက်ဆက်ရှုံးထားတယ်ဗောနော်5-2လာအဲ့လိုရှုံးပြီးတော့ ဒီလက်ရှိနေထားရတာရှုံးမဲ့ကြုံတွေ့ပြီးတော့ရမ session မဲ့ရတဲ့အချိန်မှာလက်ရှိဘာစီလိုနာအနေနဲ့ရှုံးမဲ့မရှိသေးဘဲနဲ့เนาะဒီနေ့နိုင်ရင်တော့ရမ16မဲ့ရမယ်အခွင့်အရေးတော့တေချာပေါ့လည်းလို့ဆုံးရှုံးမဲ့မထင်ဘူးနိုင်တာတော့နိုင်ပါတယ်သုံးမှတ်ကဘယ်လိုပဲဖြစ်ဖြစ်နှလုံးပြတ်မပြတ်ပဲကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်ဟုတ်တဖက်ကအသင်းကဆိုစီးတက်ကအဆင့်18အထိရောက်နေတဲ့အသင်းဖြစ်ပါတယ်ဆိုစီးတက်လက်ရှိကားရဖောင်ကြီးကနောက်ဆုံးပွဲရောက်မှမာယောကအသင်းကို1-0နဲ့နိုင်တာမာယောကလည်းအထင်ကြီးပါနဲ့မာယောကအဆင့်18ကအသင်းမှာဆိုတော့လက်ရှိအနေထားအရအဝေးဝင်းမှာဒီဆိုစီးတက်အနေနဲ့ရီယယ်ဘတ်အသင်းကို3-2နဲ့2-0ပဲရှုံးနေရီအို OV တို့အသင်းကိုတောင်ရှုံးတဲ့အင်ဒီဟာမျိုးမှာဘာစီလိုနာမှာဘာစီလိုနာပါပဲเนาะအဲ့တော့ဒီဘက်ကနှစ်ဆကျွန်တော်ရွေးထားတယ်လောလောဆယ်ကတော့သုံးဆတင်တယ်မတင်တယ်ကတော့အဲ line up ထွက်ရင်တော့ကျွန်တော် Telegram မှာတင်ပေးမှာဖြစ်ပါတယ်လောလောဆယ်ကျွန်တော်ရွေးချယ်မှုဒီနေ့ဒီကြောင်းတော့ပွဲကတော့နှစ်ဆပွဲဖြစ်တဲ့ဘာစီလိုနာ body လေးရွေးချယ်ထားပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲနောက်ဆုံးပွဲ La Liga ပွဲကတော့ ရီယက်ဘတ်တန်နဲ့ကျွန်တော်အိုဆာဆူနာပွဲမှာတလုံး90ပေါင်းပေးထားတယ်နှလုံး100ရှုံးပေးထားတယ်ဒီမှာဘော်ဒီဂျေးအနှဲငယ်လေးရှင်ပြီးပြောရင်တော့ပျော့တယ်ဂိုးပေါင်းဂျေးပြင်းတယ်ဘာလို့လဲဆိုတော့အိုဆာဆူနာဒီယာဒီကာရန်ဖောင်ဖွင့်ဆော်ရတဲ့အသင်းမဟုတ်ဘူးเนาะခန်းစစ်ပိတ်ပြီးတော့နောက်ဆုံး6ပွဲဆက်5ပွဲတိတိ9ောက်ထားတယ်တပွဲပဲဖီလာရီယန်နဲ့ပွဲမှာ2-1ပေါ်ထားတာဒါပေမဲ့သူကန်ခဲ့တဲ့အသင်းတွေကိုနှိုက်ကိုကလည်းတိုက်စစ်အားနေတဲ့အသင်းတွေဖြစ်နေပါတယ်เนาะဖီလာဂါနိုကို2-0 ဒီပြီးပါအောင်ကို 1C ပြီးပါအောင်လည်းလက်ရှိအဝေးကညံ့နေဟောဒီအက်စပန်ညောအသင်းကို 1C အက်စပန်ညောအင်္ဂွေရလည်းမာတယ်ဗလန်စီယာเนาะခံစစ်အားနေတဲ့တိုက်စစ်အားနေတဲ့အသင်း 1C ဆိုတော့ကြည့်ရရင်ဒီလက်ရှိအိုဆာဆူနာကန်ခဲ့တဲ့အသင်းတွေဟာအဆင်မပြေခဲ့တဲ့အသင်းတွေဖြစ်ပါတယ်ဒီထဲမှာတိုက်စစ်အားကောင်းတာဆိုတော့ဗလရီယာပဲပါတယ်ဗောလေဗလရီယာကို2-1နဲ့ကန်ခဲ့တဲ့အနေဒါမျိုး LG ကို1-1နဲ့ပိုလင်းတို့စကူဖြေခဲ့တဲ့အနေဒါမျိုးမှာနှလုံးတရာရှုံးသွားတော့ဘက်တစ်ကို အဲကြေးရပါလေကြေးရတော့ဥစားစုံနာကိုးရနိုင်မယ်ကြေးလို့ကျွန်တော်တော့သုံးသက်ပါတယ်အဲ့တော့ကဒီဘတ်တက်ကိုပြန်ကြည့်ရရင်လည်းလက်ရှိနေတာမှာ boarding to score တွေတောက်လျှောက်ဖြစ်သွားပါတယ်နောက်ဆုံး၅ပွဲဆက် boarding to score ဖြစ်ဖြစ်ထားတယ်ဒါပေမဲ့နောက်ဆုံးနိုင်တာ real society တဲ့အတင်းကိုလည်းပဲတရားရှုံးကြည့်မှာ3-1နဲ့နိုင်တာတယ်လေဗန်ဒီယို2-2ဘီဘာကို1-2ဆိုကြဲကနော်ကြေးရနှလုံးတရားရှုံးကြည့်ရကျွန်တော်တော့အဲ6ပေါ်လीပဲ အားတာမယ်ထင်ပါတယ်เนาะအဲ့တော့လက်ရှိ11တပတ်ပဲကျွန်တော်ကြောက်စရာရှိတယ်အဲတလုံး90ဘောင်ကြီးအရာလေးနှလုံးပြတ်ဖို့ခွင့်ရရနည်းနည်းလေးနဲနေတဲ့အတွက်နေမယ်ဆိုရင်တော့မှကျွန်တော်ဒီပွဲလေးတော့ဂိုးပါပဲရွေးပါတယ်เนาะ real bet is go ပါပဲဖြစ်ပါတယ်โอเคပါအဲ့တော့ဆိုတော့လာလီကာလေးပြီးပါကျွန်တော်တို့ဘွန်ဒလီကာလေးသွားပါမယ် တခါလေးပဲပြောလိုက်ပါမယ်နော် live တော့ဟိုမခွဲတော့ပါဘူးဒီနေ့တော့နော်အဲ့တော့ brother တို့နည်းနည်းလေးဟိုအာယုံနောက်သွားမှာဆိုလို့ပါအဲ့တော့ဒီ private နဲ့ hover aim မှာကျွန်တော်လိုရင်းတူရှင်းပြောရရင်လည်းပဲ90ရှုံးပေးတာနဲ့နှလုံး100ရှုံးပေးတာလေ body ဝင်ရိုးကအနည်းငယ်လေးပြောတယ်ဘာလို့ပြီးခဲ့တဲ့ရက်ဒီမှာပြီးခဲ့တဲ့ကြက်လည်းပဲ100ရှုံးချီ32နဲ့အောင်ခဲ့တာအဲ့တော့လက်ရှိ private ကို hover aim ကိုထူးကြတာဒီရက်ဒီမှာ တောက်လျှောက်ဖွင့်ဆော်တယ်ဗျဖွင့်တာတော့မဟုတ်သူ့အတူကိုဒီဟာဒီမှာပွင့်နေတာအရင်လိုအရင်ကလို private မဟုတ်ဘူးပေါ့နော်တောက်လျှောက်နောက်ဆုံး၅ပွဲဆက်ဘိုနီလူးစ်ကိုအဲတဲမှာ water breaming ကလွယ်လို့အကုန်ဖြစ်တာတယ်ဒါပေမဲ့ tight set ကပွဲတိုင်းလို့လို့ကိုးရတယ်ဗျ water breaming အိမ်ကွန်းမှာ3 zone နဲ့နိုင်တာတော်တော်ကျန်းတယ်ပေါ့နော်နောက်ဒီ stuka အိမ်ကွန်းမှာ3 1ဒါပေမဲ့ကိုလုံအသင်းကို၄ကိုတကူနဲ့ရှုံးတယ်ဗျဒီ os bat အသင်းကို3ကိုတကူနဲ့ရှုံးတဲ့ပုံစံကတော့နားမလည်နိုင်အောင်တောက်လျှောက်တေးရတာကတော့ဖွင့်ဆော်တယ်နော်အနည်းဆုံး၃လုံးကတော့ပွဲတိုင်းမှာမြင်ရတဲ့အနေဒါ ဒါကိုတစ်ဖက်ကလည်း Hoffen Hoffen ကိုကြည့်ရရင်ပွဲတိုင်းတောက်လျှောက်ဖွင့်ဆိုတာ Bayern Munich ကို4-1 Union Berlin ကို2-4 Frankfurt ကို1-3ဒီလိုမျိုးနှစ်သင်းတွေ့တာဗျာနှလုံးတရာရှုံးနေเนาะအဲ့ဒါမဟုတ်သေးဘူးဗျာဒီလားတကယ်နဲ့သုံးလုံးတည်ရောက်တော့ဖွင့်တင်တာဗျာအဲ့တော့တော်တော်တော့ထူးဆန်းတဲ့အနေထားပေါ့လေဒါပေမဲ့မနေ့မနေ့ကဒီလိုမျိုးအဆင်ပဲ Osbert ပွဲမှာအဲ့လိုဖွင့်သွားတာနှစ်သင်းစလုံးရဲ့ current form ကအပွင့်နေဒါပေမဲ့နှလုံးတရာရှုံးမဲ့ပပလေးရိုက်သွားတာဗောနော်အဲ့တော့ဒီလိုမျိုးအနေထားမှာနည်းနည်းလေးတော့ အဲတခုခုမှားနေလို့ကျွန်တော်မြင်တယ်ဆိုတော့နေမယ်ဆိုရင်တော့ကျွန်တော်ဒီပွဲ Hoffenheim ကြိုက်တယ်ဗျ Hoffenheim ပေါ်ကြီးကြိုက်ပါတယ်ဂိုးကအပေါ်ဘက်ပဲကျွန်တော်ကတော့ယူပြီးပါတယ်เนาะဂျေးကတော့ဂျေးရနေမယ်ဆိုရင်အောက်ဘက်ထိုင်နေမှာတယ်ဒါပေမဲ့ဟိုတော်တော်လေးပျော့နေတဲ့အတွက်ပေါ့เนาะနှလုံးတရားရှင်ကတော့ဘယ်လိုပဲစဉ်းစားစဉ်းစားပျော့ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့နှလုံးနှလုံးကတော့အောက်တက်တော့ရလောက်တယ်ဗျနှစ်သိန်းစလုံးရဲ့တိုက်စစ်ကလေးเนาะအဲ့တော့နေမယ်ဆိုရင်တော့ကျွန်တော် Hoffenheim ကြိုက်ပါတယ် Hoffenheim ဂိုးပေါ်ကြိုက်ပါတယ်เนาะနှစ်ကြောင်းနဲ့တစ်ကြောင်း AC ဝင်နိုင်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်ရွေးချယ်ထားပါတယ်အဲ့ဒါကကိုလုံနဲ့ Stuttgart ပွဲဖြစ်ပါတယ်ဒဲဂျီပြတာလည်း၃လုံးတည်ပြီးထားတယ် ဒဲချင်းမှာ၃လုံးတည်ဆိုတဲ့ကနှစ်သင်းစလုံးတည်ကြောက်ကိုးရမယ်အနေဒါ chance များပါတယ်မနစ်ကတော့ကိုလိုအိမ်ကွန်းမှာဒဲချင်း baby z2 နဲ့ stuka ကနိုင်ရတာဖြစ်ပါတယ်အဲ့တော့ဒဲချင်းပြထားတဲ့အတွက် stuka လည်းနိုင်ဖို့အခွင့်အရေးတိတ်တော့မရှိဘူးကိုလိုနိုင်ကောင်းနိုင်သွားနိုင်တယ်လက်ရှိကိုလိုရဲ့တိုက်စစ်ကအရန်ကောင်းတယ်ဒါပေမဲ့ပွင့်တယ်သူလက်ခံစစ်ဖွင့်ဆိုတာပေါ့နော် fry back အသင်းကို4-1နဲ့ကျုံးထားတယ်ဗျာနော်အဲ့တော့ wolf back ကို3-3 live ကို3-1တောက်လျှောက်ပွင့်ပါတယ် atlanta ကိုခြေစမ်းပွဲမှာ4-0နဲ့ကျုံးထားတယ် mace ကိုနိုင်ထားတယ်ဆိုတော့ရကိုလိုတိုက်စစ်ကတိတ်စိတ်ပူစရာမလိုဘူးတခုရှိတာ stuka ပဲ stuka ကလက်ရှိဂျာယက်မှာနော် champion league အောင်မယ်ထင်တယ်เนาะအဲ့တော့လက်ရှိအနေထားအရဒီနေ့ဘက်မှာအဲနည်းနည်းလေးလူစင်းအပြောင်းလဲရှိနိုင်တာတကြပဲတတိထားမှာအဲ့တော့လက်ရှိဒီစိတ်ပေါ်လေးအသင်းကိုနိုင်လာတယ် private aim ဘက်မှာ3-1နဲ့ရှုံးလာတယ်မိုးချန်လာဘက်က1-0เนาะ unibaling ကို2-1ဆိုတဲ့က3လုံးတည်ကြီးရာနှစ်သင်းလုံးကိုးရမယ်လို့လို့ယူဆတယ်1-1ဆိုရင်တော့လဲစိတ်မကောင်းအောင်ဒါပေမဲ့နေရမှာတော့ ကိုးပေါ်ပိုင်းနေရာမှာဖြစ်ပါတယ်ကိုလုံကိုးပေါ်ပါเนาะအဲ့တော့မောင်းထဲမှာကိုလုံကိုးပေါ်လေးထည့်ထားပါတယ်အဲ့တော့နောက်တစ်ပတ်ပွဲကတော့ယူနီဘာလင်းနဲ့ဟမ်ဘတ်ပွဲဖြစ်ပါတယ်ဟမ်ဘာဂါပွဲဖြစ်ပါတယ်ယူနီဘာလင်းက level 100ရှုံးပေးထားပါတယ်နှလုံး100ရှုံးသုံးလုံး80လောက်တော့ပေးထားတယ်ပေါ့ဗျာအဲ့တော့ဒီနှစ်သင်းကနောက်ဆုံး2019မှာယူနီဘာလင်းအင်္ဂုမှာ DG ပေးကြတာ 2C နဲ့အောင်ပါတယ်အဲ့တော့လက်ရှိ level 100ရှုံးရ G မှန်နဲ့ပေးတဲ့ G ပေးထားတယ်ဆိုတော့နောက်ဆုံးပွဲမှာ Frankfurt အင်္ဂုမှာယူနီဘာလင်း3 4နဲ့9နဲ့ပွဲကြီးကတော့တကယ်ကျွတ်စင်ဗျာအခုလက်ရှိမနေ့ကကန်သွားတဲ့ပွဲเนาะကြည့်မယ်ဆိုရင်လည်းတိတာပါတယ် Frankfurt ဒီ Frankfurt ကိုနိုင်ကိုကဖွင့်စော်တာပါ ်လက်ရှိတိုက်စစ်လည်းကောင်းတယ်ဒီလိုမျိုးအသင်းကိုတောင်အိမ်ငွဲမှာ၃ခု၄ခုနဲ့ဖုတ်ခဲ့တဲ့တိုက်စစ်ကတော့ Union ဘာနဲ့အရန်ကြီးဟိုတိတ်ဆိတ်ပူစီရမလို့ level 100ရှုံးမှာ390ဘောင်းဆိုတဲ့ကတကိုးတေချာပေါ့ရမယ်ဝမ်းစီးရကျွန်တော်တို့စကြည့်ရမှာဒါပေမဲ့390ဘောင်းအရာဟမ်ဘတ်အနေနဲ့เนาะဒီ penalty တို့ free kick တို့ ိုးရသွားမယ်ဆိုရင်တော့နည်းနည်းလေးစိတ်ပူစရာရှိတယ်ဝမ်းဝမ်းတစ်ပေါက်เนาะဒါပဲရှိတယ်ကျန်တာကလက်ရှိဟမ်ဘက်အနေနဲ့ကတော်တော်လေးစုပ်ပါတယ်เนาะနောက်ဆုံးအိမ်ဝင်းမှာမှာဟက်ဒဟင်းလိုအသင်းကိုလေဗယ်တရာရှုံးပေးတဲ့အတွက်2-1နဲ့နိုင်တာဘိုင်ယန်ကို၄၅ခုရက်နဲ့ရှုံးတယ်ဟန်နိုဗာကိုရှုံးတယ်စိန့်ပေါ်လီကိုတောင်ရှုံးထားတယ်ဗျတိတ်တော့စိတ်ပူစရာမလိုဘူးအဲ့တော့ဇီးဇီးတစ်ပေါက်ကျွန်တော်ကြောက်ရမယ်ဝမ်းဝမ်းတစ်ပေါက်ကျွန်တော်ကြောက်ရမယ်ဆိုတော့1ဇီး2ဇီးဖြစ်မယ်လို့မျှော်လင့်တယ်ယူနီယံဘာလင်ပဲရွေးပါတယ်မောင်းနေမှာနောက်ထပ်တစ်ပွဲက Union Berlin body ဖြစ်ပါတယ်။ Okay ပါ။ဒါဆိုကျွန်တော် Bundesliga ပြီးပါပြီ။ဆိုတော့ Liga 1နဲ့ကျွန်တော်တပွဲပဲရွေးတယ်။အဲ့ဒါကတော့ Anger နဲ့ကျွန်တော် Brass ပွဲဖြစ်ပါ ါတယ်ဆယ်တိုင်ခွဲလားမသိနော်ကံမှာအဲ့တော့လက်ရှိအန်ကအိမ်ခွဲမှာ brass ကအဝင်းခွဲကနေလည်း20ပေးထားတယ်ပါပါလေးပဲပေးထားပါတယ်ကိုပေါင်းကြီးကလည်းပါတယ်နှလုံး20ရှုံးဖြစ်ပါတယ်မနေ့ကကျွန်တော်အန်ကအိမ်ခွဲမှာပေးခဲ့တဲ့ကြီးကလည်း50ရှုံး2စီးနဲ့အန်ကကနိုင်ရခဲ့တာဖြစ်ပါတယ်တခုရှိတာကအန်ကအနေနဲ့ဒီရသည်ဟိုရာသီဂျိုပွဲစဉ်အစလို့လက်ရှိချိန်ဒီကြီးကြတာတပွဲပဲရှိတယ်နောက်ဆုံးပြိုင်မဲ့တော့6ပွဲ9ပွဲ10ပွဲ9ပွဲဆက်ကြီးအောင်ထားတယ်ဗျအဲ့တော့လက်ရှိကဒီဒီဆာမာကလွယ်လို့ကြံတဲ့ပွဲတွေအားလုံးအောင်ထားတဲ့အနေအထားမျိုးရှိသလိုအန်နာ2.5တည်းကြီးပဲတောက်လျှောက် ဖြစ်နေတာပေါ့နော်အဲ့တော့နည်းနည်းလေးတော့လန့်ရတယ်အဲ့တော့လက်ရှိအနေအထားကျဒီ brandish အသင်းကိုတည်ကန်တယ်အန်ကားကိုအဲ match အသင်းကိုတည်ကန်လာတယ် lion ကိုဝိုင်းစီးနဲ့ကတ်ပြီးရှုံးလာတဲ့အနေအထားမျိုးမှာခြေစွမ်းကတော့မဆိုးဘူးဗျဒါဟိုတောင်မှတစ်ဖက်ကအသင်းနော် brass အနေနဲ့အဝေးဝန်းကနေလှမ်းပေးတယ်ဆိုတော့ brass ပဲနေရာမှာဖြစ်ပါတယ်နော်အဲ့တော့လက်ရှိ brass ကတော့ nice အသင်းကို4-1နဲ့အင်ဝဲမှာဂျုံလာတယ်ဒါပေမဲ့အဝေးဝန်းကဒီရာသီနိုင်ပွဲလုံးကမရှိသေးဘူးတည်ပွဲလည်းမရှိဘူး2 loss ကို2စီးနဲ့ lance ကို3-1ဖြစ်ပါတယ်အဲ့တော့တည်ရပြင်တော့မရှုံးနိုင်ဘူးလို့ယူဆတဲ့အတွက်ကျွန်တော်မောင်းထဲမှာနောက်ထပ်တစ်ပွဲအနေနဲ့ brass body လေးထည့်ထားပါတယ်နော် brass body ဖြစ်ပါတယ်โอเคပါ ကျန်တဲ့ likely တွေ lion တွေကျွန်တော်မရွေးပါဘူးကြည်လည်းမကြည့်တော့ဘူးဗောနော်လည်းလေးတဲ့အချိန်နဲ့ link နေပြီဖြစ်တဲ့အတွက်ကျွန်တော်အခုဒီ live မှာတော့ကျွန်တော်ဒါလေးတွေပြောပြီးသွားတာဖြစ်ပါတယ်ကျွန်တော် series A တော့ဒီနေ့ရှောင်းပါတယ်ညီကိုရှောင်းသင့်တယ်လို့ယူဆတယ်ဗောနော်ဘောလုံးညာနဲ့လက်ချီပွဲတွေတော့စိတ်ဝင်စားတယ်ဗျာ level တရားရှုံးမှာနှလုံး20ရှုံးခါဘောလုံးညာအောင်နိုင်ကြများတယ်ဗျာတိလား body ဝင်ရောတော်တော်ပြင်းနေတဲ့မှာပါတယ်ဗောနော်လက်ချီကလက်ရှိခြေစွမ်းအမှန်တိုင်းပြောရရင်တော့တကယ်ကောင်းတဲ့အသင်းနဲ့လာရင်ရှုံးမှာပဲဘာလို့ AC ကိုရှုံးတယ်ကက်ဂလီယာရီကိုဒယ်ဈေးမှာ1 2နဲ့ရှုံးတာအက်လန်နာကိုရှုံးတယ် AC ကိုရှုံးတယ်နော်အဲ့တော့လက်ရှိအနေထားရလက်ချီရဲ့တိုက်စစ်ကအသိအဆင်မပြေဘူးဒါပေမဲ့တခုရှိတာဘောလုံးညာလေဒီရာဒီတိုက်စစ်ကျွန်တော်အားမရဘူးရအဲ့ဒီချက်ချက်ကျွန်တော်ရှောင်လိုက်တာဗောနော်လက်ရှိပုံမှန်ကြီးရနေမယ်ဆိုရင်ဒီဘက် ACC ဘီဘော G ရောက်ပဲဝင်ပါလက်ရှိကလည်းအိမ်ကမှာဖိပိတ်ဆော့မယ်အသင်းဖြစ်ပါတယ်ဘောလုံးညာလည်းအဝေးဝင်နေနေလေးတိုက်စစ်ပိုင်းအားနေတယ်ဗျာဒီလားအဲ့တော့ဒီလိုမျိုးအချက်ကြောင့်သာနောက်နောက်ဆုံးပုံသုံးပွဲဆက်လေးလက်ရှိအနေထားရရှုံးထားတယ် and 2.5ဖြစ်ထားတယ်ဒါပေမဲ့ကန်နေအသင်းတွေကလည်းကောင်းတဲ့အသင်းတွေပါနော်အဲ့တော့ Roma ကို1-0နဲ့ရှုံးတာလက်ခံပေးလို့ရတယ် 1C အသင်းကြီးတွေဖြစ်တာဟုတ်เนาะ Aston Villa 1C ဆိုတော့ရှေ့မှာကျွန်တော် Stuttgart အသင်းကို Champion ဟိုဟိုရာဒီယိုပွဲထဲမှာ Z1 နဲ့နိုင်လာတယ်ဒါပဲရှိတယ်ဆိုတော့နေမယ်ဆိုရင်ကျွန်တော်ဒီပွဲက Bologna Body တို့မဟုတ် Go out ပဲနေတဲ့သောပွဲဖြစ်ပါတယ်โอเคပါကြည့်ရအောင်ကျွန်တော်ရွေးချယ်မှုလေးပြောပြီးမှဖြစ်ပါတယ်ညီကိုရေเนาะအဲ့တော့အသေးလေးလက်မလေးเนาะမနေ့ကတင်ဒီ live လေးကိုတရားတစ်ချက်လောက်ကိုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးအများကြီးတင်ပါရယ်ဆိုတော့ဒီနေ့28ရက်ကိုလာဟုတ်28ရက်ပါเนาะ အဲ့တော့28ကကုလ2025ရဲ့ကျွန်တော်ဒီကြောင်းလေးသပွဲအနေနဲ့ရွေးချယ်ထားတဲ့ပွဲကတော့ဒီနေ့မှာကျွန်တော်ဘာစီလိုနာဘော်ဒီကတော့ဒါနှစ်စာပွဲလေးဖြစ်ပါတယ်เนาะအဲ့တော့နောက်တစ်ပွဲအနေနဲ့ကျွန်တော်စတုတ်ဂတ် ိုးဘော်လေးကိုအဲအဲဘော်ရိုးရိုးပွဲအနေနဲ့ကျွန်တော်တပွဲရွေးထားပါတယ်နောက်တစ်ပွဲကတော့ကျွန်တော် breast body ကိုနောက်တစ်ပွဲရိုးရိုးပွဲအနေနဲ့ရွေးထားပါတယ်เนาะအဲ့တော့ junior ball ကတော့ကျွန်တော်မောင်းလေးပဲထည့်ထားပါတယ်ဆိုတော့ဒီနေ့၄သိန်းမောင်းလေးမှာပြန်ပြောရရင်เนาะ breast body ပါမယ်ကိုလွန်ကိုးဘော်ပါမယ် barcelona body ပါမယ် junior ball body ပါမယ်ဒါဆိုတော့၄သိန်းမောင်းလေးနေ့ရမှာဖြစ်ပါတယ်เนาะဒီနေ့ကတော့ပွဲအရန်နေတဲ့အတွက်ကျွန်တော်တမောင်းမဲရွေးချယ်ပေးပါမယ်เนาะညီကိုရေအဲ့တော့ကျွန်တော် premier league live ကတော့ကျွန်တော်ရှိမှာ live တစ်ခုတက်တက်ခွဲပြီးတော့လွှင့်ခဲ့ပါတယ်เนาะအဲ့တော့ဒါကြီးကတော့ဒီနေ့သုံးသက်ချက် live လေးနှစ်ပုတ်နှစ်ပုတ်တော့ဒီနေ့ ေ့လွှင့်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒါကြည့်ရှုပြ brother တွေ share ပြ brother တွေ comment ပြ brother တွေတယောက်ချင်းနေတာကျေးဇူးများတင်ပါတယ်ဗျမင်္ဂလာရှိသောညနေဖြစ်ပါစေဗျ good luck ပါဗျ